ICC ရဲ့အထုတ်ခန်းတွေကအရန်ကောင်းနေတယ်မင်းအောင်နိုင်တယ်မတန်အောင် ICC ရဲ့အထုတ်ခန်းတွေကအရန်ကောင်းနေတယ် ICC ICC နေနဲ့မရောက်လာဘူးဖမ်းဖမ်းနေကြလားဆိုတော့ဟုတ် ဟိုပါတော့တရားစီရင်မှုတခုကတော့ကျွန်တော်လောက်အောင်ပါဘောနော်ကမ္ဘာတရားစီရင်ဒါပေမဲ့ ICC ရအချုပ်ခန်းနေတာအကောင်းနေတယ်ကွန်ပျူတာတွေရောတိရမှာနေရစားရတာတွေရောအကုန်အကောင်းနေတယ်ဒီနေ့တုံ့တက်ပုံမှန်စားနေရတယ်ဘောနော်မဲအောင်လိုက်နေတဲ့အဲ့အချုပ်ခန်းတွေကမတန်ဘူးတကယ်လို့ ICC တရားရုံးမှာစစ်ကျင်တော့မြန်မာနိုင်ငံကိုရွှေ့ပြီးတော့လာဆက်ခိုင်းရမလို့ကျွန်တော်ပြောရရှေ့ရပဲဘောနော်အင်းလိမ့်တောင်းလည်းပဲထားပြီးတော့အကောင်စစ်ကျင်လာ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်နေကြဖြစ်တဲ့တော်ဝီအစီအစဉ်ကနေအားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်နဲ့လင်းထောင်နဲ့နှစ်ယောက်လက်ရှိကျွန်တော်နိုင်ငံရေးဖြစ်နေတဲ့စေရေးနိုင်ငံရေးစရတဲ့တည်င်းတွေတဲကနေမှာကျွန်တော်တို့ညီကိုကြီးလက်လမ်းပြီးတဲ့တည်င်းတွေကျွန်တော်တို့ညီကိုကြီးတော်ဆိုဆွေးနွေးလို့ရတဲ့တည်င်းတွေကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်မင်္ဂလာလင်းထောင်ကြီးဟုတ်မင်္ဂလာပါဆိုကဲဒီနေ့ကတော့စေရေးနိုင်ငံရေးစရတဲ့တည်င်းတွေတဲက စီရင်နေပါတဲ့အရေးလေးကိုပြောချင်တယ်။ဒီဒီနေ့မှာဒါဥယျာဉ်မကြီးကကဒီတနိုင်ငံလုံးအထွေထွေခိုးစစ်ကြီးစနိုင်မှုတွေပေါ့နော်ဆင်နွှဲနိုင်မှုတွေဒီလောက်ဆောင်မယ်ဆိုပြီးတော့ဒါပြောဆိုထားတာရှိတယ်။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဒါပြောမှာသလိုရှိရင်တော့တစ်ဖက်ပေါ့နော်ဒီရန်သူကိုမရောက်နိုင်ဘူးကိုဒါလုံးဝကိုဒါဟိုဘယ်လိုပြောလဲတတိပေးတယ်ပေါ့ရာဇသံပေးတယ်လို့ပြောလို့ရတယ် ဆိုတော့ဒီအကြောင်းအရာပေါ်မှာရောမင်းထောက်အောင်နေနဲ့ဘယ်လိုမျိုးပြောချင်ပြောချင်တာရှိတယ်အာဒီအကြောင်းအရာကိုအမြင်လိုက်ရတော့ပထမဆုံးအနေနဲ့ဒါကလုံးတင်နေပြီဆိုတော့အဲကိစ္စတစ်ခုလို့တော့အာကျွန်တော်မြင်တယ်ဟောတော့ဟိုအာလက်ဟိုအပြောမဟုတ်ပဲနဲ့တကယ်လက်တွေ့ကိုအရင်ဆုံးဖော်ဆောင်ရမယ့်အာကိစ္စတစ်ခုလို့မြင်အဲ့တော့ဖော်ဆောင်နေပြီလားဆိုရင်တော့တချို့တချို့သောနေရာတွေမှာတော့အရေးအယောင်တွေတော့တွေ့နေပြီပေါ့ ဒါပေမဲ့အလုံးစုံသောဥစ္စာတစ်ခုကတော့စည်ရေးဆိုတာလှုပ်ရမှာဖြစ်တယ်။ဘာလုံးနေလဲဘာကင်နေလဲဆိုတာတည်းအလုတ်ပေါ်လာမှပဲကျွန်တော်တို့အာဒါစည်ရေးလားဆိုတဲ့ပုံစံမျိုးကြီးကိုကျွန်တော်တို့ကမြင်တွေ့ရတယ်။ဥပမာဆိုရှေ့ပါဆို1027ဝိပန်ခဲ့ကြတာပဲပေါ့နော်။အာဘာဘလို့အဖွဲ့ရဲ့ညင်နေရလဲမပါတော့ဘူးလားဘာညာဆိုပြီးတော့ွာဖြစ်တာ။ဒါပေမဲ့အတကယ်လောက်တော့ကြတော့တကယ်ဖြစ်ခဲ့။ဟုတ်ကျွန်တော်လည်းခုဥယျာဉ်ရဲ့အပြောမှာ motivation တစ်ခုဆိုတာထက်တကယ်လောက်မယ်လို့ ယုံကြည်မျှော်လင့်ချက်တစ်ခုကတော့ကျွန်တော်တို့ခိုင်မာတဲလို့တော့ကျွန်တော်တို့မျှော်လင့်ရတာအဲ့တော့ဒီလိုအချိန်မှာသူပြောတဲ့ဇာတ်ကထောင်တောင်းချီတော်စစ်အင်အားဆိုတော့ထောင်တောင်းချီတော်စစ်အင်အားဆိုတာတကယ်တမ်းတွက်ကြည့်ရင်မနည်းပါဘူးအာစစ်တပ်ရဲ့လက်ရှိစစ်မှတ်ပုံတွေပါဟုတ်တော့အတီးဒီအာကျွန်တော်တို့ရင်ဆိုင်နေရတဲ့အာ AR ရည်တွက်နဲ့တွက်မယ်ဆိုရင်တော့မှနည်းနည်းလေးနည်းနေသေးတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ထောင်းတောင်းချီတော့ AR ဆိုတာစင်းမြောင်းနေတစ်ခုလားနှစ်ခုလားသုံးခုလားလေးခုလားဆိုတာ ကျွန်တော်တို့တေချာမသိရသေးဘူးလေနော်အော်ဘာပြောဟိုကျွန်တော်တို့ရဲ့ဒီတော်လန်ရေးမှာအဲတော်လန်ရေးတက်ဖွဲ့တွေရဲ့အင်အားဟာအတိုင်းတာတစ်ခုတည်းရှိနေနေပြီးသားပါအော်ဒီအတိုင်းတာတစ်ခုရဲ့နောက်မှာဟိုတော့ဟိုကျွန်တော်တို့ဘာရီဆက်ဖြစ်မလဲဘာရီဆက်လုံးမလဲဆိုတာကပြည်သူတွေကတကယ်ကိုမျောလင့်နေကြတယ်အခုဆိုကျွန်တော်တစ်ခုခုပြောလိုက်ဟိုတော့ Facebook မှာအဲ့လိုဟိုစီးရေးသတင်းတွေကိုအများဟိုတော့ဟို ဟိုတက်ချီတက်လာနေပြီဟိုကလာနေပြီတရားလာနေပြီဆိုပြီးတော့ရေးတက်တဲ့သူတယောက်ရှိတယ်ကျွန်တော်နာမည်ထည့်မပြောတော့အဲအောက်မှာဆိုတချို့တော့ပြည်သူတွေရဲ့ map တွေကိုကျွန်တော်မြင်ရတယ်ဟာတကယ်လားတကယ်သိမ်းတော့မလားလာသိမ်းကြပါလာဟိုကဖြစ်ကြပါဒါကျွန်တော်တို့လည်းအာဘောတော့အချီလာနိုင်တယ်အာဟိုကဖြစ်လာနိုင်တယ်အာဒီအားလုံးကတော့ဒီလိုပြင်ဆင်ကြကျွန်တော်လည်းပြောတယ်ဘောတော့အဲ့ ဟိုအဲ့အချိန်မှာပြည်သူတွေရဲ့မျှော်လင့်ချက်ပေါ့နော်အပြည်ရင်းကပဲဖြစ်ဖြစ်ပြည်ပကပဲဟာတကယ်လားဟာတိမ့်ပါစေအာမြင်မြင်ဟိုဟာဖြစ်ပါစေနောက်ဆုံးပြတော့မယ်ဆိုအေးဟိုမှာတိုက်တယ်အေးတိုက်ကြီးကိုရန်ကုန်တိကိုပို့ပလိုက်ပါလို့ပေါ့ဟိုနေပြော်တိတက်သိမ့်မသေးဘူးဒါပြည်သူရဲ့မျှော်လင့်ချက်က၄နှစ်အလွန်ပါဟိုပေါ့နော်ယူသိမ့်တိုက်ပွဲတွေတောင်မှယူမျိုးသိမ့်တိုက်ပွဲတစ်ခုပေါ့တော့ကျွန်တော်တကယ်ကိုစစ်ဌာနတွေကြီးတွေဟိုဟာတွေကိုသိမ့်ပိုက်မဲ့မျိုးသိမ့်တိုက်ပွဲတွေကိုအာကျွန်တော်တို့ ဟိုတကယ်ကိုမျောလင်းနေကြတယ်သူတို့ ਨੇ အနည်းဆုံးမှရှိတဲ့မြို့သိမ်းတိုက်ပွဲတွေစခန်းသိမ်းတိုက်ပွဲတွေကိုသူတို့မျောလင်းနေကြတယ်အဲ့တော့ဟိုဒီချိန်မှာဒါတွေကလုတ်တင်ပြီလားအဲ့တော့ကောအစင်းသိမ်းဖြစ်ပြီလားဖြစ်နေတဲ့တပ်ဖွဲ့တွေဖြစ်နေပါပြီအမေလက်နက်ရအရာတချို့သောအရာတွေကြောင့်ဟောတော့မဖြစ်သေးတဲ့တပ်ဖွဲ့တွေကလည်းမဖြစ်သေးပါဘူးအဲ့တော့မဖြစ်သေးတဲ့နေရာတွေမှာလည်းမဖြစ်သေးသလိုဖြစ်နေတဲ့နေရာတွေကလည်းဖြစ်နေအဲ့တော့တချို့တပ်ဖွဲ့တွေတကယ်ကိုစီရေးရောလက်နက်ရော အင်အားတောင့်တင်းနေရတယ်လေကျွန်တော်တို့တွေ့ရ။ဟိုတနေ့ကဆိုနှစ်ခိုးကြီးဘက်မှာအာကျွန်တော်တို့တိုက်ပွဲဟိုဗီဒီယိုလေးတစ်ခုတက်တယ်။အဲအမှဆိုရင်ဒါစစ်ကြောင်းတစ်ကြောင်းလုံးကိုဒါအိရအောင်မဟုတ်ဘူးပေါ့နော်။ကျွန်တော်တို့တော်လိုင်းတက်ဟို PDF တွေကမြန်မာပြည်အလဲပိုင်းမှာဒါဟိုဖြစ်တောင်ဖြစ်ခဲလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။အာဒီဟိုယာနဲ့ချီတော့ဟိုဆယ်နဲ့ချီတော့အင်အားတွေယာနဲ့ချီတော့စစ်ကြောင်းက လာတဲ့ကောင်တွေကို10နဲ့ရှိသောအရာတွေကိုလက်နှက်ချဖမ်းဆီးလိုက်တယ်။နောက်ပြီးတော့လက်နှက်တွေလည်းအများကြီးရလိုက်တယ်။ဒါပြောရမယ်ဆိုဟိုထူးထူးခြားခြားပေါ့နော်။မြန်မာပြည်လေပိုင်းမှာတွေ့ရတဲ့အောင်ပွဲတစ်ခုလို့ကျွန်တော်ပြောလို့ရ။အဲ့တော့ကျွန်တော်တို့ကပြပြေးအဆင့်ရနေပြီးတော့အာတဖြည်းဖြည်းနဲ့အာတက်လာတက်လာနေပြီပေါ့နော်။တက်လာနေ။တက်လဲတက်တင်နေတဲ့အချိန်တစ်ခုကိုရောက်ပြီ။ဟုတ်ပြီ၄နှစ်ကျော်အချိန်လေး၄နှစ်ကျော်အချိန်တကယ်တမ်းတွက်ကြည့်တော့တွန်လိုင်းကာလရဲ့၄နှစ်ကျော်အချိန်လေးဆိုတာကတော့တကယ်ကိုတူတောင်းလုံးပါလေ။ဒါပေမဲ့ ြည်သူရဲ့မျောလင်းနေတဲ့မျောလင်းချက်အရှင်ကမရတော့ဘူးမရတော့ဘူးဒီနှစ်အတွင်းမှာလောက်ဖို့လောက်ရမယ်ဆိုတော့အဲဥစ္စာတခုအရှိရရှိနေပြီပေါ့နော်ပြည်သူကတကယ်ကိုမျောလင်းနေပြီဒီနှစ်မှာဘာဖြစ်မလဲဒီနှစ်မှာမလုံနိုင်ရင်ဆိုတော့ဟိုဥစ္စာတခုကဘုံဝင်လင်းပြောရရင်ဟိုပြည်သူရဲ့ဥစ္စာမှာနောက်ထပ်ငါတို့နောက်နှစ်တွေနောက်နှစ်တွေအများကြီးဆက်သွားရရင်ဘယ်လိုလုပ်မလဲဆိုတော့ဥစ္စာတခုကမကောင်းတော့ဘူး တော်လန်ရေးရှေ့ကြွားမှလူတွေကမကြိုက်တော့ဘူး။ဥပမာပြောရရင်တော်လန်ရေးလုံနေတဲ့ဆိုတဲ့လူတွေတော့တော်လန်ရေးထဲမှာနှိမ့်စင်နေမြတ်တော်လန်ရေးတော်လန်ရေးဆိုပြီးတော့စိတ်ထဲထည့်ပြီးတော့လုံနေတဲ့သူတွေတော်မှလေးနှစ်ထက်ပူကြွားရဲ၊ငါးနှစ်ထက်ပူကြွားရဲ၊၆နှစ်ထက်ပူကြွားရဲ၊ခုနှစ်နှစ်ထက်ပူကြွားရဲမဖြစ်ဖြစ်ချင်တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘုန်းလင်းလင်းပြောရရင်လက်ရှိစစ်တပ်ရဲ့အနေအထားနဲ့ကျွန်တော်တို့တော်လန်ရေးရဲ့အနေအထားပြည်သူရဲ့ ပါဝင်မှုအနေထားတွေကိုကျွန်တော်တို့ကရှင်ထိုးသုံးသက်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့တော်လိုင်းကြီးကကြာရှည်လို့မရပါဘူး။ကြာရှည်လို့မရပါဘူး။ပြည်သူဟာထုံသွားလို့မရဘူး။ကျွန်တော်တို့နိုင်ငံရဲ့ပြည်သူဟာထုံသွားလို့မရဘူး။နှစ်ပေါင်းများစွာအာဏာရှင်အောက်မှာနှစ်ပေါင်း60နေလာ60ကျော်80ဟုတ်လားဒီလောက်ဝင်းချင်နေလာရတဲ့ပြည်သူအတွက်ဒီလောက်ဝင်းချင်နေလာရတဲ့ပြည်သူအတွက်အာဏာရှင်လက်အောက်ကလွတ်လွတ်ရတော့မှာညံ့ညံ့ဆန်းဆန်းလွတ်မြောက်ချင်တာ။ အပြည်သူတွေကအမှားမဟုတ်ဘူးလို့ကျွန်တော်ပြောလို့ရအဲ့တော့တော်လိုင်းမှာဥဆောင်နေသူတွေတော်လိုင်းမှာဘောတော့တက်ကြွသွားပါဝင်နေသူတွေအားလုံးကဒီကျွန်တော်တို့အလင်တစ်ခုကိုကျွန်တော်တို့ဟိုပါဘောနော်လှည့်မြန်သွားဖန်တီးဖို့ကတော့တကယ်ကိုလိုအပ်နေပြီအဲ့တော့အာဖန်တီးမယ်လို့လည်းကျွန်တော်တို့ကယုံကြည်မျှော်လင့်ထားပါတယ်ဒါဒီနေ့ပိုင်းနေမှာဆိုရင်ဒါဟိုပါဘောနော် NUG ကဥယျာဉ်မှုလို့နော်နောက်ပြီးတော့အာဟိုဝင်းကြီးချုပ်မိုင်းဝင်းခိုင်တန်းတို့သူတို့တွေတွာလာလှုပ်ရှားနေတာကြီးလည်းကျွန်တော်တို့တွေ့ရပါတယ် ်တချို့သောဝင်ကြီးတွေသွာလာလှုပ်ရှားမှုတွေလည်းရံဖန်ရခါတွေ့ရတယ်ဒါပေမဲ့တချို့သောဝင်ကြီးတွေလှုပ်ရှားသွာလာမှုမတွေ့ရတာလည်းကျွန်တော်တို့ရှိတယ်အော်ဝင်လင်းပြောရမယ်ဆိုရင်တော့အာ NGG ရဲ့အခုလောစဉ်ဥယျာဉ်ဝင်ပြောတကားဟာကျွန်တော်တို့ဟာမျောလင်းနေရတဲ့သူတွေအတွက်ကတော့မျောလင်းချက်လေးတမြင်တော့ဖြစ်လာပြီဒီမျောလင်းချက်ကနေပြီးတော့ကျွန်တော်တို့မျောလင်းတဲ့အရာတွေကိုဘယ်လောက်ထိတည်ဆောင်လာနိုင်မလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်အနေအထားတစ်ခုဖြစ်တယ်နောက်ပြီးတော့ဒီအချိန်မှာကျွန်တော်တို့ NGG နေနဲ့ ဟလာဟိုဘောနော်ဟိုအခြေဆိုင်တွေမခြေဆိုင်တာတွေဆိုတာထက်အလုံးနဲ့လက်တွေ့ကိုတခါတည်းရှင်တွဲပြီးတော့ဖော်ပြရအောင်မဲ့အချိန်တစ်ခုကိုရောက်နေပြီလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့တော်လည်ရေးတက်တွေတချို့နေရာတွေမှာတော့ဟလာမစည်းလုံးတာတွေလည်းတွေ့ရတယ်ဟိုဟာတွေလည်းတွေ့ရတယ်ဝေဘန်ဆရာတွေလည်းတွေ့ရတယ်ဒါပေမဲ့အဖြတ်တွေကလည်းတအားများလာပြီဟုတ်ပါတော့တော်လိုင်းကြီးကလည်းလင်းနှစ်ကြော်ကြာလာတယ်ဆိုတဲ့အချိန်မှာအရွေကြီးတစ်ခုကိုကျွန်တော်တို့ဒီနှစ်မှာထပ်မံဖန်တီးဖို့ အာလိုအပ်လာပြီဆိုတော့တော့ကျွန်တော်ဒီနေရာကနေပြီးပြောချင်ပါတယ်ကြောက်ကိုကဲတော့ဒါပထမတစ်ပိုင်းကတော့ PDF တွေနဲ့ပတ်သက်ပြီးဒါဥယျာဉ်မှပြောထားတဲ့စကားကူမှပြန်ပြီးတော့ဒါဟိုသုံးသက်တဲ့ဆွေးနွေးရအခုဒီနောက်တစ်ခုတော့တော့ပြောစရာရှိတယ်ဘာလဲဆိုတော့လက်ရှိမှာဖိလစ်ပိုင်သမ္မတဒူတာဒီသူ့ကို ICC ကနေမှဖမ်းဆီးသွားတယ်ဖမ်းဆီးသွားရဆိုတော့အနေကြတစ်ခုမှမြင်ရတာဘာလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်က အာဒူတာဒီကိုသူဒီပေါ့နော်ဒီလူသားမျိုးနဲ့ပေါ့ကျူးလွန်တဲ့ဒီပြစ်မှုနဲ့အင်ဂျင်စီကဝန်ထုတ်ထားပြီးသားသို့တော့သူဖမ်းလို့မရသေးဘူးဒါပေမဲ့အခုသူအသက်85နဲ့သူအနားယူသွားပြီးရဲ့အချိန်မှာသူ့ကိုဖိလစ်ပိုင်နိုင်ငံမှာပဲဖမ်းတာဖမ်းပြီးတော့အခုဒီ ICC တရားရုံးရှိရဲ့ဒီဒေဟကိုပို့လိုက်ပြီအဲ့လိုပို့လိုက်ရဆိုတဲ့ဟာမှာဘာလို့သွားပြီးတော့ဟို ြောနေတာလေမေးနေတာလေဆိုတော့နင်ထအောင်ပေါ့နော်လက်ရှိမှာဒီမင်းအောင်လန်ကြီးကသူရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူတချို့ချို့သူပြောနေတယ်သို့တော့ရွေးကောက်ပွဲလုပ်ပြီးသူတကယ်နိုင်ငံရေးပါတီတစ်ခုခုဒါရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုထားပါတော့နော်ထားပါတော့ရွေးကောက်ပွဲလုပ်ပြီးလို့နိုင်ငံရေးပါတီတစ်ခုတက်လာပြီးပြီးဆိုရင်တောင်မှသူကလက်ရှိသူ့မှာရှိတဲ့အာဏာကိုသူတကယ်စွန့်လို့ရဲပါမလားဆိုတော့ဒါကတော့မေးရရှိတာဘာကြောင့်လဲဆိုတော့ဥဒူတာလေးဖန်းကလေးရတယ် သူတနေ့တမရဘူအားမှာသူလုံးဝသူခေါ်ခဲ့ကွာသူလုံးဝကြမ်းတယ်အပီယုံသူကြမ်းတာတော့ဒီပီဇော်ဒီလိုပဲဒီကောတနက်ကိုပေးပြီးတော့ပြစ်ခိုင်းတာဘူးစီလို့လဲကောင်ပြစ်ချုံးအဲအဲ့လိုမျိုးအဲ့တော့မရောက်နိုင်ကလည်းကဲလို့သူလက်ရှိသူကတော့အာနာရှိရဲ့ဒါပေမဲ့သူအာနာမရှိတော့သူစဉ်းလိုက်ပြီဆိုတဲ့အချိန်မှာသူ့ကိုရောအဲ့လိုတရားဟုတ်ကနေမှဖမ်းပြီးတော့ ICC ကိုပို့လိုက်တာမျိုးမဖြစ်နိုင်ဘူးလားအဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်လာနိုင်မယ်ဆိုလို့ရှိရင်မရောက်နိုင်ရလက်ရှိကသူလုံးနေရွေးကောက်ပွဲကြီးမှာ ိုင်ငံရေးပါတယ်တခုတက်လာပြီဆိုလို့ရှိရင်တော့မှသူဒီအာဏာယူသူစွန့်လို့ရဲပါမလားဆိုတာသူတက်ပါအမြင်ပဲလို့ရှိတယ်အော်ဘာလို့နေလဲဘာလဲဆိုတော့ ICC ရဲ့အထောက်ခံတွေအရန်ကောင်းနေတယ်မရောက်နိုင်တဲ့မတန်အောင် ICC ရအချုပ်ကားရအရန်ကောင်းတယ် ICC ICC နေနဲ့မရောက်လဲဖမ်းဖမ်းနေကြလားဆိုတော့ဟုတ် ဟောပါတော့တရားစီရင်မှုတကူတော့ကျွန်တော်လောက်အောင်ပါဘောနော်ကမ္ဘာတရားစီရင်ဒါပေမဲ့ ICD ရအချုပ်ခံနေတာအကောင်းနေတယ်ကွန်ပျူတာတွေရောတိရမှာနေရစားရတာရောအကုန်အားကောင်းနေတယ်ဒီနေ့သုံးသပ်ပုံမှန်စားနေရတယ်ဘောနော်မဲရောက်လိုက်နေတဲ့အဲ့အချုပ်ခံနေတာမတန်အောင်တကယ်လို့ ICD တရားရုံးမှာစစ်ကျင်တော့မြန်မာနိုင်ငံကိုရွှေ့ပြီးတော့လာဆက်ခိုင်းရမလို့ကျွန်တော်ပြောရပြရမယ်ဘောနော်အင်းလိမ့်တောင်းလည်းပဲထားပြီးတော့အကောင်စစ်ချင်တာအဲပြောမယ်ဆိုရင်ဒူတာတီဒီတလောအခုဖန်းကန်လိုက်ရတယ် အာဖမ်းကလိုက်ရတဲ့ဥစ္စာကအာဒါသူနိုင်ငံပြင်ပဟောင်ကောင်သွားတယ်ဟောင်ကောင်ပြန်လေးသိမ့်မှာတခါတယ်ဖမ်းခံလိုက်ရတယ်ဗောနော်အဲ့တော့ဟိုသူကတော့ ICC ကသူ့ကို permanent ထုတ်မယ်အာသူကျွန်တော်အဥစ္စာတေချာတေချာလိုက်ပြီးတော့သတင်းတွေလိုက်ဖက်ကြည့်ဟိုအဖြစ်နားထောင်ကြည့်တဲ့အခါမှာအသူပြန်လာတယ်ဟုတ်ပြီအသူပြန်လာတယ်အသူကအမတိုင်ခင်မှာ ICC နေနဲ့သူ့ကို permanent ထုတ်မယ်ဆိုရင်တော့မှသူ့ အာဘောလုံးအဖမ်းခံမယ်စစ်ဆေးခံမယ်ဆိုပြီးတော့သူဇက်ကနေပြီးအရင်ပြောတာအဲသူပြောပြီးတိတ်မကြခင်မှာပဲသူ့ကိုဟောင်ကောင်ကနေပြန်လာတဲ့အချိန်မှာလေသိမ်းမှာကောက်ဖမ်းလိုက်အဲ့တော့ပြောပြောချင်တာကသူကဒီရုပ်ဆောင်ကြိုတည်တယ်ဒါပေမဲ့တခုတော့ဘာလဲဆိုတော့ရတယ်သူသူကတော့ဗျာလူကြောက်ကောင်တော့ဟုတ်ပြီဒါကတော့ပြောလိုက်တာဒါပေမဲ့သူပြန်လာတဲ့အချိန်မှာသူတမီးကဒုတိယတမရဒါပေမဲ့ဒီဖိုင်နယ်ဟိုဟာဘောလုံးတမရဖိုင်နယ်မှာကိုယ်နဲ့ကသူနဲ့က ဆက်ဆံရေးကတော့မကောင်းဘူးသူတို့ကြားထဲမှာနိုင်ငံရေးပြိုင်ဆိုင်မှုတွေနိုင်ငံရေးပြိပခါတွေဖြစ်နေတာတွေကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ရုပ်တရက်ကြီးအခြေအနေပြောင်းလဲသွားတယ်။သူကတော့ဒီရုပ်ဆောင်ညှိမယ်ပေါ့နော်။ညှိမယ်ဆိုတဲ့ပုံစံမျိုးနဲ့များပြန်လာလားတော့မသိဘူး။ဒါပေမဲ့ तू အဖမ်းခံလိုက်ရတဲ့ပုံစံကြီးကဟိုပြောရမယ်ဆိုတော့လုံးဝဘောနော်စိမ်ဆုံးဖက်ချက်ချပြီးတော့အဖမ်းခံလိုက်ရတဲ့ပုံစံတစ်ခုမဟုတ်ဘူးလို့တော့ကျွန်တော်ကယူဆတယ်။ဟာရုပ်တရက်ကြီးဟာ ဟာဒီလိုအဖမ်းခံလိုက်ရပါလားဆိုတဲ့ပုံစံတစ်ခုကိုသူ့စီကနေမြင်လိုက်ရသူ့ရဲ့ပုံစံကြီးကအဲ့လိုဖြစ်နောက်ဆုံးလင်းပေါ်မှာအာကျွန်တော်တို့ဟိုထိုင်သွားတဲ့အိတ်သွားတဲ့ပုံစံသာသူ့မျက်နှာမှာတစ်ခုခုတော့ဖြစ်နေတယ်သူလုံးဝမထင်မှတ်ထားတဲ့ဥစ္စာငါတို့ဒီလိုတကယ်အပ်လိုက်တာပါလားဆိုတဲ့ဥစ္စာတစ်ခုကိုလှုပ်သွားတယ်အဲ့တော့ final marcus ကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့သတင်းစာရှင်းလင်းပွဲမှာသူပြန်ပြောတယ်အာဒါကအာသူ့အနေနဲ့ဒါနိုင်ငံက interpol ရဲ့တောင်းဆိုမှုတစ်ခုကို အာသူလိုက်ရောတယ်အဲ့ဒါကြောင့်မလို့သူ့ရဲ့ဒီပြပကိုရောက်နေတဲ့ဖလပိုင်နိုင်ငံသားတွေကိုပြန်ပြီးတော့ဖမ်းယူရေးကိစ္စတွေဘာတွေမှာလဲသူ့အနေနဲ့ဒါပြန်လုပ်လို့ရအောင်ဒီဥစ္စာကိုသူလိုက်ရောပြီးတော့ဖမ်းပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးနဲ့သူသတင်းစာရှင်းလင်းပွဲပြန်လုပ်တယ်အပြောမယ်ဆိုတော့ဒါသူတို့ဖလပိုင်နိုင်ငံရဲ့နိုင်ငံရေးဩဇာအာဏာရှိရဲ့မိသားစုနှစ်ခုရဲ့တိုင်ဆိုင်မှုကနေပြီးတော့အာဒါပြောမယ်ဒူတာရေးဒူတာတေးကတကယ်ကိုအဖမ်းခံလိုက်ရတာလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့တေတာတို့ကအ ICC အနေနဲ့ဖမ်းရမ်းထုတ်တယ် အော်ပူတင်တို့အာဟိုနေတန်ရာဟုတို့လည်းအဲသူတို့ဖမ်းရမ်းထုတ်တယ်ဒါပေမဲ့ဟိုကောင်တွေကတော့အခုလို့တယ်ဖမ်းမခံဘူးဒါပေမဲ့တေးကြတယ်အကောင်တွေကလည်းအခုလို့တယ်မှာဩသာသူတို့နိုင်ငံမှာဩသာအာဏာရှိနေတဲ့သူတွေအဲ့ဒါကြောင့်မို့လို့လေသူတို့ဖမ်းဖို့ကိုခက်ခဲနေတယ်နောက်ပြီးတော့ American နောက်ဆုံးပြအာနိုင်ငံတကာ ICC အနေနဲ့ကတော့ဖမ်းရမ်းတော့ထုတ်တာပဲနောက်ဆုံး American နိုင်ငံအစသူ့အာနေတန်ယာဟုတို့ကလို့ဆိုရင်အကာအကွယ်ပေးနေကြတယ်ပါကျွန်တော်တို့တွေ့ရအဲ့ပြောချင်တာတခုက ICC ရဲ့ဖမ်းရမ်းတခုထုတ်မှုက အာကျွန်တော်အများအမြန်ကြည့်လိုက်မယ်ဆိုရင်ဟာဟုတ်ဟိုစိတ်ပြက်စရာကြီးပါဖန်ရန်ကအာကျွန်တော်အင်တာနက်ပေါ်မှာမီဒီယာပေါ်မှာပဲတွေ့ရတာတကယ်တမ်းကျတော့ဘာမှလည်းမဟုတ်ပါဘူးဆိုတော့ပုံစံတစ်ခုကတော့လူတွေစိတ်ထဲမှာရှိနေဒါပေမဲ့တေချာတစ်ခုကတကယ်တမ်းသာအဖန်ခံရတဲ့ကောင်းနေတာအာနာမရှိတော့ဘူးဆိုရင်အာနာမရှိတော့ဘူးဆိုရင်တကယ်ဖမ်းပြီးတော့စစ်ဆေးလို့ရတယ်ဆိုတဲ့ပုံစံတစ်ခုကိုကျွန်တော်ကောင်းကောင်းမြင်လိုက်ရတယ် အနာမရှိတော့ဘူးဆိုရင်ဒီကောင်လေးကိုဖမ်းပြီးရဆေးဆီတော့ဘာလို့လဲဆိုတော့ဒူတာတေးက तू ဒီသူ့လက်ထက်မှာ ICC ကနေ तू ကနှုတ်ထွက်တာ ICC ကနှုတ်ထွက်တာက तू ဟိုကဖြစ်မဲ့တရားဖြစ်မဲ့ဆိုတော့ဒါပေမဲ့ तू အနာမရှိတော့တဲ့အချိန်မှာ तू ဖမ်းခံလိုက်ရအဲ့တော့အဓိကက permanent ထုတ်ခံသူတွေဟာလက်ရှိကာလမှာဟိုတော့အနာရှိနေမဲ့ဆိုရင်တော့ဖမ်းဆီးရမှုကဖမ်းဆီးရရှိမှုကအခက်ခဲရတော့ခက်ခဲလိုက်မယ်မဖြစ်နိုင်တာလည်းဖြစ်နေတော့ဖြစ်လာမယ်ဒါပေမဲ့အဲ့ကောင်လေးကအာနာမရှိတော့ဘူးဆိုရင်တော့သူတို့ဟာဖန်းစီရခက်ဟ ဟိုဘာ ICD ရဲ့ဖန်ဆီးရနိုင်မှုအခြေအနေကိုပို့တော့အများကြီးအဟိုဖြစ်သွားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့မင်းရောက်လိုက်အနေနဲ့ကတော့မင်းရောက်လိုက်အနေနဲ့ကတည်ထားတယ်မင်းရောက်လိုက်လာအာနာမရှိတော့ဘူးဆိုရင်ဒီကောင်လဲဒူတာသေးလို့ပဲသွားမှာပဲအော်ဒီကောင်လက်အောက်ကကောင်နေကိုနိုင်ကဒီကောင်ကိုရှုံချမှုရှိလားဒီကောင်ကိုအံ့နိုင်လားမအံ့နိုင်ဘူးလားဆိုတော့မင်းရောက်လိုက်ဒီအခုလောနေစစ်တပ်တရက်လုံးကရှုံချလေးစားအားကိုးပြီးလက်အုပ်တွေခြိနေရတဲ့ကောင်ကြီးတကောင်တော့မဟုတ် ဒီကောင်လေးလက်အောက်ကကောင်နေကိုနိုင်ကဒီကောင်ကမကြည့်ရတယ်အများကြီးပဲဒီကောင်ရဲ့ဥဆောင်မှုအောက်မှာပြက်စီးနေတဲ့ပုံစံတွေကိုမြင်ရတာဖြစ်တဲ့အတွက်မင်းအောင်လိုက်တာတကယ်ဟိုဟာဖြစ်လို့ရှိရင်ပေါ့နော်အာစစ်တပ်ဒီတကယ်လို့ပေါ့နော်ဟိုဟိုဟာပေါ့နော်ဒါထားပါတော့တော်လိုင်းရမအောင်မြင်ဘူးဟလာမင်းအောင်လိုက်လည်းအာနာစွန့်သွားတယ်ဟလာအာစစ်တပ်ကလည်းလက်ရှိအခြေအနေမှာပေါ့နော်လက်ရှိအခြေအနေတိုင်းပဲဆက်သွားနိုင်မယ်ဆိုရင်တည်ကြတယ်မင်းအောင်လိုက်အာနောက်တက်တဲ့ကောင်ကမင်းအောင်လိုက်ကို ICC လက်ထက်ပို့ပြီးတော့ စစ်တက်စစ်တက်ကိုပြန်ကောင်းအောင်လို့အလုံးဝကျင်းနေဘာဖြစ်လို့လဲတော့မင်းရောက်လာတဲ့ဒီဒီကောင်တွေအားလုံးရဲ့အဓိကလက်သက်တရားခံမယ်လေအော်ဒီကောင်ကတော့တေးကြတယ်နောက်ကလူကအာတခုခုလောက်ကောင်းလုံနိုင်တယ်နောက်ပြီးတော့သူတို့အုပ်စုတွေချားမှလည်းမင်းရောက်လာရင်မကြည့်တဲ့ကောင်ဟင်များကြီးပဲသူအပေါ်အုပ်စုတွေရောအောက်အုပ်စုတွေရောအပေါ်အုပ်စုကအာနာစွန့်သွားတဲ့ကောင်တွေရောဟလာဟိုတခြားကောင်တွေရောမင်းရောက်လာရင်တော့အခုလောဆယ်ဖြစ်နေရတယ်အများကြီးပဲအော်မင်းရောက်လာရင်ကအရန်တော်တဲ့အာနာရှင်တက်ရောက်လည်းမဟုတ်ဘူးဟလာ အော်တော်တော်ညံ့နေတဲ့မှာပါတဲ့အာနာရှင်တယောက်ဖြစ်တဲ့အတွက်သူဒီအာနာစွန့်လာတဲ့ ICT ရဲ့ဖန်ဝရန်ခန့်ဖန်ဝရန်မှာပါဝင်မှုဟိုဖန်ဖန်ခံရမှုအခြေအနေကတော့ဖြစ်ကောင်းဖြစ်သွားနိုင်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့ကျွန်တော်တို့တေချာတစ်ခုကတော့ဒီဒေါ်လာကြီးအောင်မှာမဲအောင်လိုက်အာဟိုပါဘောနော်အာမဲအောင်လိုက်လို့ကျွန်တော်ကတရားစီရင်လို့ရမှာဖြစ်တယ်ကျွန်တော်ရှေ့ဆုံးမှပြောခဲ့ဆိုဘောနော်မဲအောင်လိုက် ICT ရဲ့တရားစီရင်ရတဲ့သူရဲ့ပြစ်မှုတစ်ခုချင်းစီပေါ်မှာမူတည်ပြီးတော့ဘောနော်ဟိုလူကြီးလူကောင်းဆန်တဲ့ တရားစီရင်တစ်ခုကိုအာဖြစ်ဖို့ဆိုတာထက်ပေါ့နော်။ तू တကယ် तू လုပ်ခဲ့တဲ့အရာတွေတိုင်းပြန်ခံစားစေနိုင်တဲ့တရားစီရင်မှုတစ်ခုကိုပဲကျွန်တော်ပို့ပြီးတော့ဖြစ်စေဖြစ်နေ။ဟိုဒူတာလေးလို့အေးစေးလင်းရင်တော့မှကိုပိုင်လင်းရင်လေးနဲ့သွားပြီးတော့တဟိတ်ကိုသွားပြီးတော့ဖန်းခံရတဲ့ပုံစံမျိုးတော့ကျွန်တော်ပွင့်လင်းပြောရင်ဒီဥစ္စာတော့မဖြစ်စေချင်ဘူး။မရောက်လာရောတကယ်ကိုဟိုပေါ့နော်ပြည်သူတရားစီရင်အောက်မှာ तू ပြုလုံခဲ့တဲ့ပြစ်မှုတစ်ခုချင်းစီတစ်ခုချင်းစီတိုင်းမှာ ဟုတ်လားအပြစ်ပေးခံရမှုကိုကျွန်တော်တို့ကတော့ပို့ပြီးတော့အလိုရှိတယ်အဲ့တော့အာဒီဒူတာတေးရဲ့ဖြစ်စဉ်ဟာမဲအောင်လိုင်းတို့စီကိုတတိပေးခေါလောင်းတန်လားဆိုရင်တော့ဟုတ်တယ်ဘာလို့လဲဆိုတော့ဖိလပိုင်နိုင်ငံကြီးနဲ့ဟိုပါဘောနော်ဒါဖိလပိုင်စီလဲသူတို့ဒီမိုကရက်တစ်နိုင်ငံတစ်ခုဖြစ်ပေမဲ့အရန်ကြီးဘောနော်ဒီမိုကရေစီတအားဆန်ရလို့တော့ကျွန်တော်ပြောလို့မရဘူးအာသို့ပင်တော်ညာမြန်မာနိုင်ငံထက်တော့နိုင်ငံကြီးရဘောနော်သူတို့ဂျားထဲမှာရှုပ်ထွေးမှုတွေအာဟိုဟွာတွေကတော့ရှိပင်ရှိတော်ညာလဲ မြန်မာနိုင်ငံထက်တော့နိုင်ငံရေးကအခုချိန်မှာတည်ငြိမ်နေလို့ကျွန်တော်တို့ပြောလို့ရတယ်အဲဒါမဲ့ဟောတော့တကယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာတော့မှဒီဟိုပါတော့ဒူတာဒီကိုအာနိုင်အင်တာဗျူးလက်ထဲကနေတစ်ဆင့်ဒါဟိုဟိုကပို့လိုက်တဲ့အခြေအနေတခုဆိုတာမင်းအောင်လို့လည်းငါတို့လည်းအာနာမရှိရင်ငါတို့လည်းအာနာသာစွန့်ခဲ့ရင်ငါတို့ကိုဒီလိုလုံနိုင်ခြင်းရှိတယ်ဆိုတဲ့ပုံစံတခုကတော့မင်းအောင်လို့လည်းမှာတော့အတွေ့ရတော့ကောင်းကောင်းဝင်ပါပဲငါတို့ဘလို့ကာကာ အမောလားနောက်တစ်ချိန်မှာငါတို့ရဲ့ပြစ်မှုတွေဟိုကဖြစ်ပေါ်တယ်သူတို့ကလည်းအာနာကိုရသလောက်ဆက်ထိန်မှဖြစ်တယ်ဒါကြောင့်မလို့လေရွေးကောက်ပွဲကနေတစင်သူတမရဖြစ်သွားလဲအမောလားဟိုအဲ့တမရဥစ္စာကိုဘလို့ဘလို့ပုံစံဘလို့ဥစ္စာနဲ့လုံးမလဲဆိုတော့ဒီဟိုကမောလားဆက်ပြီးတော့စောင့်ကြည့်ရမှာဒါပေမဲ့စောင့်ကြည့်တဲ့အဆင့်တစ်ခုကိုကျွန်တော်တို့ကတော့မရောက်ချင်ဘူးအခုလောလေကျွန်တော်တို့တော်လိုင်းအောင်မြင်မှတာမရောက်လာရင်အနာကဒီကောင်ရဲ့အပြစ်ပေးခံမှုအခြေအနေကကျွန်တော်တို့ကိုယ်တိုင်စီရင်လို့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတော့ကိုယ်တော်လိုင်းရဲ့ကိုအာယုံစိုက်ပြီးတော့ ပေါ့နော် ICC ဒီပိုင်းခဏထားအခုလောဆိုမင်းအောင်လိုင်းတို့အောင်လိုင်းရရအဓိကလို့ပဲကျွန်တော်တို့ပြောချင်တယ်ဗျာဟုတ်ဟောလင်းနာအောင်ပြောလို့ဒီတော်လိုင်းအောင်ဒီမအောင်ဒီဘယ်လိုဖြစ်ဖြစ်သူကတော့သူ့သူသူသူ့လူတွေတက်လာလေသူက ICC ကြောက်အောင်ရောက်ဖို့ကလည်းရှိတယ်သူကကိုယ်နိုင်သွားပြီသူကိုယ်တက်သွားပြီဆိုလို့ရှိရင်ဒီကောင်ပုံသေးကြသွားပြီပေါ့ကွာအဲ့သူအနေနဲ့ကတော့ဒါဟိုအာနာကိုတည်တည်တိသမျိုးတဲ့ပုံသူကင်ဆောင်သွားသွားမှာပဲသူနောက်ကျောင်း နောက်ကျောင်းလူဝိုင်းဟိုကလည်းနောက်ကျောင်းလုံးမှာဆိုတော့ဒါတော့ဟုတ်တယ်ဒါတော့ညင်ရတယ်ဆိုတော့ကဲဒီနေ့ကတော့ဒါအခုဒါဦးကြည်မုံရဲ့ဒီမိကုန်းလေးနဲ့ပတ်သက်ပြီးတော့ပြောတယ်ဒါဒူတာလေးနဲ့မြောက်လန်နဲ့ပတ်သက်ပြီးစာနဲ့ပတ်သက်ပြီးတော့ပြောတယ်ဆိုတော့ထောင်းစံအတိုင်းတော်လန်ပြည်သူတွေကိုနောက်ဆုံးနေ့ဘာထပ်ပြောချင်ပါသေးလဲအော် အာကျွန်တော်တို့တော်လန်ရေးမှာဘောတော့ဒီ2025ကြီးဘာဖြစ်မလဲ2025ရဲ့အလွန်မှာဘာဖြစ်မလဲတော်လန်ရေးကဘယ်လောက်ထိဆက်သွားနိုင်မလဲဆိုတဲ့ဥစ္စာတက်ကျွန်တော်ကလည်းပုံမှန်လေးလေးပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းတော်လန်ရေးကိုဒီထက်ပိုပြီးတော့ရှေ့မကြစေချင်တော့ဘူးအာတော်လန်ရေးဟာအဆုံးသက်ကိုတက်ရမယ်အဆုံးသက်အောင်ပွဲတွေကိုကျွန်တော်တို့ဘောတော့လက်ထဲမှာမိမိရဲ့စုပ်ကံရအောင်အခြေအနေတစ်ခုကို ကျွန်တော်တို့ရအောင်ဖန်တီးမကိုရရတော့မယ်လို့ကျွန်တော်ကတော့မြင်တယ်။ဘာလို့လဲဆိုတော့တော်လန်ရေးကြလာတယ်များတိုက်ခိုက်ခံမှုတွေတခြားဥစ္စာတွေတော်လန်ရေးကိုပုံဖြတ်မှုတွေတခြားတွေပို့ပို့တိုးလာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော်လန်ရေးကိုအောင်မြင်ဖို့ကိုကြီးကြပ်ရာကနေပြီးတော့နိုင်တယ်လို့ဝိုင်းတွန်းကြရမယ်ဆိုတာကျွန်တော်တို့စိတ်ထဲမှာရှိကိုရှိထားရမယ်အရာတခုဖြစ်တယ်ဘောနော်ဒါကြောင့်မလို့ကျွန်တော်ပြည်သူတွေအနေနဲ့ဘောနော်မင်းရောက်လိုင်းကိုကျွန်တော်တို့မင်းရောက်လိုင်းနဲ့သူ့ရဲ့အပေါင်းပါတွေကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့တရားစီရင်ရေးနဲ့ကျွန်တော်တို့တရားစီရင်နိုင်ရမယ်ဟာလား အာဒူတာဒေးလို့ပါလို့ခဏထားတေချာတို့ကတော့ကျွန်တော်တို့တော်လှန်ရေးအောင်မှကျွန်တော်တို့ခံစားခဲ့ရတဲ့မတရားမှုတွေကိုဖော်ထုတ်ပြီးတော့တရားမျှတမှုတွေကိုကျွန်တော်တို့ပြန်လည်ရရှိမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တော်လှန်ရေးအောင်ဖို့သာအဓိကတော်လှန်ရေးမြ мян အောင်ဖို့သာအဓိကလို့ပြောရင်လည်းကျွန်တော်ညီကိုနေရာဒီညတော်ဝေလီစင်းတွေကိုဒီမှာပဲရန်သားကြပါတယ်အားလုံးကျေးဇူးတင်ပါအားလုံးကျေးဇူးတင်ပါညာ